နီးတွေများစွာမေးတယ်ဒါပေမဲ့ဒီမက်လေးတစ်ခုကိုရုတ်ရက်တွေးလိုက်တယ်ပြန်ရှာမတွေးတော့ဘူးเนาะသူကကြတော့73ဘေးရေကနေတဲ့အခောက်ပြန်ဖွဲ့ဆိုင်ဘယ်လိုတွေ့ရလဲတဲ့โอเคတွေ့ပြပေးမယ်เนาะဒီတွေ့နေရတိတ်ပြီးတော့စစမပြောလို့ဘူးမေးတယ်လို့လည်းနေတာဖြစ်တဲ့ခါကြောင့်မို့မပြောဖြစ်ဘူးဒါကြောင့်လုံးဝ new fee လေးဖြစ်ပါတယ်အဲ့တော့တွေ့နေလေးကိုတက်ကြည့်ကြမယ် 73ဘဲရေကိုတဲ့အခောက်ခွဲမယ်ဆိုတော့73ဘဲရေရွှေရီစုထားတယ်အဲ့ဒါကိုကျွန်တော်အခောက်ခွဲတဲ့ခါကျရင်ကျွန်တော်ကြက်ပိပုတ်တင်ကြီးသုံးမယ်နောက်တစ်ခုက73ဘဲရေအပြင်ဆက်သုံးမယ်ကြက်ပိပုတ်တင်ကြီးကရွေးစား၈ပေါင်ပေးစား၁၆ပေါင်ကြက်မြောင်ရွှေကြက်မြောင်ပြီးတဲ့ခါကျတော့73ဘဲရေအပြင်ဆက်ဖြစ်တဲ့16အစား16 16ကမီလင်းရွှေ16ဆိုတာကမီလင်းရွှေ16ပဲနဲ့အခြားသတ္တု3ပဲနဲ့နှစ်ခုပေါင်းခြင်းဒီ16ဘဲအဲ့တော့ဒါပုံတင်နည်းလေးကိုမှတ်ထားရင်ရပြီဥပမာ73ဘဲရေတွေ9ချက်ဆက်ပဲနဲ့3ရေးရှိတယ်ဆိုပါစို့အဲ့ဒါကိုစဉ်းစားလို့တွက်မယ် သုံးအစာ၈အပေါင်း30အစာ16အပေါင်း5အမြောင်း16အစာ19တွက်လိုက်တဲ့ခါကျတော့စူဇန်တို့ဒီအရှိမှာတသက်မှ4ဆိုတော့စူဇန်တို့ဓာရီက4ချက်ဖြစ်ပါတယ် လေးချက်ဆိုရင်ကြက်ကိုပဲခွဲတဲ့ခါကျတော့အဲ့ဒီလေးကိုပြန်နှုတ်မယ်ပြီးတဲ့ခါကျတော့တစ်ချက်မှာ16ပဲရှိလို့16နဲ့မြှောက်မယ်အဲ့ဆိုရင်ဒသမရှိရာကိန်းဂဏန်းက12ဖြစ်လို့စုစံလို့12ပဲယူမယ်ပဲရပြီဆိုတော့ရွေးဆက်ဖွဲ့ဖို့အတွက်ဒီ12ကိုစုစံလို့ရွေးဖွဲ့ဖို့အတွက်ပြန်နှုတ်ရမယ်ဒသမရှိရာကိန်းဂဏန်း3ညဖြစ်ပြီဆိုမှတဘဲမှာရှိရွေးရှိလို့10နဲ့မြှောက်ပါမယ်မြှောက်လိုက်တော့3ညဒသမ8 4နှစ်အနည်းဆုံးယူမယ်ဆိုရင်3ညဒသမ8 လေးနှစ်ပေါ့เนาะဒီရွေးလောက်ရတာဖြစ်ပါတယ်ဒါကြတော့73ဘေးကြီးအခောက်ခွဲဆက်နေ73ဘေးကြီးကိုအခောက်ခွဲဆက်တဲ့နီးလေးပါကိုကရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ရွှေကိုတိကျတိစိတ်လွယ်လွယ်ကူကူတိကျညစ်ကျင်တည်ယူခြင်းနဲ့ရွှေဆန်ဖွင့်ခြင်းနဲ့ဘေးအားစားမယ်ဆိုတော့လည်းမသိဘူးရွှေပောင်ွေတို့လုပ်ငန်းလေးလည်းလုပ်ကမ်းခြင်းနဲ့ဆိုရင်လူဆက်စီမှာရှေ့ပညာကူမှာမအခြေခံအစ်မြင့် moment ကြီးတင်လာတဲ့ class လေးရှိပါတယ်ဒီ class လေးကကြတော့နောက်လောက်မှာဖွင့်မှဖြစ်တဲ့အခါကြောင့်ကိုအနေနဲ့အထူးကျေးဇူးတင်နေဆိုရင်ဗီဒီယိုကို screenshot ပြီးတော့အမြင် up လုပ်လိုပါတယ်ကျေးဇူးပါ